တမီးလေးကတော့အရန်ငယ်သေးရပါတော့နော်အခု6လပဲရှိသေးတဲ့ခါကျတော့တမီးလေးကိုတော့အနေနဲ့အเจ้าမဲ့တာတော့မဆင်သေးဘူးရွှေတွေပါလည်းမဆင်သေးဘူး ားတွေနှစ်ဖက်အဖွားတွေကတော့အာဒါမြီးလေးတွက်မြီးလေးတွက်ဆိုရာသူကခေါင်းစဉ်တစ်ခုရသွားတာပေါ့နော်ရွှေဝယ်မယ်စိန်ဝယ်မယ်ဆိုနောက်ပိုင်းอ่ะလက်ကောက်ကလေးကြားလိုက်တယ်ဆိုလေသူကကြည့်ဝါသနာပါတယ်ကြည်တာပေါ့နော်သူအခုအရန်စိတ်ဝင်စားတာကကြတော့ go သူကရွှေရောင်ပြလိုက်အရင်ကြိုက်တယ် This is what makes life 成日都衰在，衰在呢，冇冇冇乜 friend 嚟嘅，就話衰在呢。 ဒီနေ့ကတော့ရွှေလျန်ထက်ရဲ့ဒါ promotion day သုံးရက်မှာပေါ့နော်နေလင်းကတော့ဒါနောက်ဆုံးနေ့မှာလာရောက်ပြီးတော့ပြည်သက်တွေဖျက်ဖြစ်တင်ဆက်ပါတယ်ဟုတ်ဟိုဒီနေ့ကထူးထူးဆန်းဆန်းအမှတ်တရအနေနဲ့ပေါ့နော်ဆွေရဲ့ဗမာဆွေရဲ့မွေးနေ့လည်းဖြစ်နေတယ်ဖြစ်နေတဲ့အခါကျတော့လာရောက်အားပေးကြရဲ့ပြည်သက်တွေရောဒါကအာဒီကဆိုင်ရှင်မမရောအကုန်လုံးနေနေရောအကုန်လုံးပေါင်းပြီးတော့ birthday surprise လုပ်ကြတာပေါ့နော်အဲကိတ်မုတ်ကလေးနဲ့လည်းဆွေကို surprise လုပ်ပေးခွင့်ရခဲ့တယ်ပေါ့နော်ဟုတ် Happy birthday ွေလျန်ထက်ကနေတို့ဒီနေ့ promotion day ပေါ့နော်၃ရက်မှာဝယ်ယူအားပေးကြရဲဟိုဝယ်ယူသူတွေအတွက်ကို to special promotion တွေရှိနေတာဖြစ်တဲ့အပြင်ကိုဒီအထူးသဖြင့်အကြတော့ဘာလို့သတိထားမိလဲဆိုတော့စိတ်ပေတွေကိုအလဲက0%အဲ့ဒါတော့အရင်စိတ်ဝင်စားစရာကောင်းပါတယ်ပေါ့နော်ဒါကြောင့်မလို့စိတ်ကိုဝယ်ပြီးတော့ဆုချင်တဲ့အခါချို့ရရှိရစိတ်ဝင်ရှုံးနေအဲ့လိုမျိုးစိတ်ထဲမှာရှိကြရဲဆိုတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့အကိုစီမှာအကိုချွေးနေစားလေးတွေကိုစိတ်ဝင်စုမယ်ဆိုရင်လည်းအနည်းဆုံးတော့ပြန်လဲပြီးဝယ်လို့ရမ ိတ်ပေါ့နော်အဲ့တော့အဲဒီလိုမျိုးအဲအရာတွေရှိနေတာဖြစ်တဲ့အတွက်ကိုရွှေလဲဝယ်စုကြရတဲ့သူလည်းတသက်ရှိသလိုစိတ်လဲဝယ်စုကြရမဲ့သူတို့လည်းဒါတရင်ကားလုံးနေပြပြချင်ပါတယ်ချမ်းလေးလာသမီးလေးကတော့အရန်ငယ်တရားပေါ့နော်အခု6လပဲရှိသေးရခါကြောင့်သမီးလေးကိုတော့အနေနဲ့အကြောင်းမဲ့တာတော့မဆင်သေးဘူးရွှေတွေပါလည်းမဆင်သေးဘူးဒါပေမဲ့တော့ချစ်ခင်ရတဲ့သူတရားတော့လက်ဆောင်ပေးရလူတတိလေးတော့ရှိတယ်ဒါပေမဲ့ကလေးဆိုတော့အနေနဲ့လက်ရှိမှာဆိုလို့ဆိုမဆင်သေးဘူးဟုတ်အမွေပေးဖို့ဝယ်ချစ်ချစ်တကယ်ကို အဲ့လိုတော့မစင်းသားတာအဖွားတွေကတော့အဖွားတွေကနှစ်ဖက်အဖွားတွေကတော့အာဒါကတော့မြီးလေးတွက်မြီးလေးတွက်ဆိုရယ်သူတို့ကခေါင်းစဉ်တစ်ခုရသွားတာပေါ့နော်ရွှေဝယ်မယ်စိမ်ဝယ်မယ်ဆိုနောက်ပိုင်းอ่ะသူတို့တော့မဟုတ်ဘူးမြီးလေးတွက်မြီးလေးတွက်ဆိုပြီးတော့ပေးလေကြီးလိုက်တော့လေမြီးနဲ့မအပ်ဆက်ဘူး မြေကိုကဲရတောင်းကြခင်နေရတာမြေကိုကြောင်းပြပြီဒါမြေလေးတွက်ဆုထားရဆိုပြီးအဖွားတွေကအဲ့လိုမျိုးခေါင်းစဉ်ရထားတာပေါ့ तू ကတော့အခုချိန်က6လဆိုတော့ तू ကသူ့ရှိတ်မှာအဲ့လိုလေးပေါ့ဟိုအဲဘယ်လိုခေါ်မလဲလက်ကောက်ကလေးကြားလိုက်တယ်ဆိုလေ तू ကဟိုကြည်ဝါသနာပါတယ်ကြည်တာပေါ့နော် तू အခုအရန်စိတ်ဝင်စားတာကကြတော့ goal तू ကရွှေရောင်ပြလိုက်အရင်ကြိုက်တယ် အဲ့တော့မမရွှေရဝတ်ထားရဲဆိုသူအရန်သဘောကြတယ်သူကင်ကျင်တယ်အဲ့လိုမျိုးပေါ့နော်သူကရွှေရကိုအရန်သဘောကြတယ်အဲမမရဲ့ဒီအာနှခမ်းနေတဲ့မှာအဲ cosmetic တွေထဲမှာဆိုရင်လေသူကရွှေရဝမမရွေပြီးသူယူတယ်ဆိုတော့အလောစီကတော့သူရွှေကြိုက်ရွှေကြိုက်တယ်မမမမ fan တွေကိုလည်းပြောရတယ်ရွှေကြိုက်နေတယ် ်ဆိုကြိုက်ဟုတ်တယ်ဟုတ်တယ်အဲတမီးအခုအဓိကတော့သူပြောင်ပြောင်လေးဆိုကြိုက်တာပါခလေးဆိုရလေလေ silver လေးတွေ gold လေးတွေဆိုသူပြောင်ပြောင်လေးသဘောကျတယ်သူဖောက်သူဖဖားတွေသူ anti တွေကနေပြီးတော့အဲ့လိုပေါ့ဟိုပါပါ champ လေးတွေပါလက်ကောက်တီးတီးလေးတွေပေါ့နော်ခလေးလေးတွေအတွက်လေလက်ဆောင်ပေးတဲ့ဟာလေးတွေအဲအဲဟာလေးတွေအဲအဲ့လိုတော့မရှိဘူးသူသဘောကျတယ်သဘောကျတယ်သူလက်ကလေးကသူသဘောကျတယ်သူကြည့်နေပေါ့နော်အဲ့လောက်ပဲအဲရှိတယ်တမီးလေးကအခုကကြာ တော့အဲ6လပဲရှိသေးတာဆိုတော့ဖြည့်ဆဆလေးစားစားရင်းနဲ့သူအဲ့လောက်ပဲဟိုစော်ရဲကစားရတယ်ပေါ့နော်ကျန်တဲ့ဟာတော့အဲ့လိုမျိုးမသိသေးဘူးပေါ့နော်ဟုတ်